听明白吧？ football review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကအစနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှင်လည်းကစားမဲ့ World Cup qualification Euro ပွဲစဉ်တွေကျန်သေးရေပေါ့နော်။အဲ့တော့ဒီနေ့ကစားသွားဖို့ရှိတဲ့ Europa စုံဖွဲ့စဉ်တွေကနေပြီးတော့မှတပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်။အဲ့တော့တခြားသော legend ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တစ်ပြောတခြားသောမောင်းတို့ရေပေါ့နော်ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပေးရပါတော့အဲ့တော့ Viber channel link ကို Telegram channel link ကိုဒီ video အောက်က comment မှာ pin comment အနေနဲ့ထောက်ပြီးတာပေါ့နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့သုံးသပ်ပေးမယ့်ပွဲစ င်ကကျတော့ဒီနေ့ည2နာရီ55မှာကစားမယ်ဆွစ်ဇာလန်နဲ့ဆွီဒင်တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်လေးရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ဆွစ်ဇာလန်က တကူသွင်းသိရကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ကိုသွင်းအပြား60ရမယ်ပေါ့နော်အဲ့တော့ဒီ sweden ကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်လက်ရှိမှာသူတို့အောက်စု B မှာဆိုလို့ရှိရင်တော်တော်လေးရုံးကန်နေရတယ်လက်ရှိမှာလည်းသူတို့တင်းကနိုင်ဝဲလုံးဝမရသေးဘူး၄ဘွဲကစားပြီးရဲ့အချိန်မှာတပွဲတည်းအကြတဲ့၃ဘွဲရှုံးနေပေါ့နော်ပြီးတော့သူတို့တင်းကိုယ်တိုင်ကကဘာလားစီကိုတိုင်ရုံဝင်ဝင်ရဖို့အတွက်ဆိုလို့ရှိရင်လည်းလုံးဝမဖြစ်နိုင်တော့ဘူးပေါ့နော်သူတို့တို့ဒုတိယမြောင်းလင်းချက်က play off ကနေပြီးတော့နောက်တစ်ဆင့်ကိုရောက်ဖို့ပဲသူတို့တင်းကမြောင်းလင်းနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိဒီအောက်စု B ရဲ့ဒီအဆင့်ရက်တီချက်တွေကိုကျွန်တော်ပြင်ကြည့်သူတို့ဒီနေ့တွေ့မဲ့ဆွေဆ လန်ကလက်ရှိမှာဒီအမပီးဇာရဲ့အဆင့်တက်နေရမှာ ရမဆယ်မန်းနဲ့ရက်တည်နေရပါတော့ဆွစ်ဇာလန်ကတော့ဂျိန်းဒီပေါ့ကိုဘလာစီကိုတိုက်ရုံဝင်ဝင်ရပြီလို့ကျွန်တော်သတ်မှတ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လဲသူတို့တင်းကအဆင့်အဆင့်တက်နေနှစ်ပေါ့နော်ဒီဒီအဆင့်နှစ်ဆင့်အနေနဲ့သူတို့တင်းကဂျိန်းဒီပေါ့1 2ဝင်နေပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဆွီဒင်ကိုယ်တိုင်ကကျတော့လက်ဂျန်နှစ်ဖွဲ့ကိုသူတို့အနိုင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှင်နောက်မှဒါရမှတ် ခုနှစ်မဲ့ရမယ်ဒီတစ်ဖက်ကဒီအဆင့်နှစ်နေရာမှာရှိတဲ့ကိုဆိုဘိုးကလည်းလက်ကျန်နှစ်ပွဲလောက်ရှုံးမှသာသူတို့တင်းအဆင့်နှစ်နေရာကိုညှော်လင်းနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ဆွီဒင်တော့ကအရင်ကြီးမလွယ်ကူပြီးတော့ဆွီဒင်ကသူတို့ရဲ့ဒီစကန်ချန်အနေနဲ့ဆိုလို့ရှင် Nation League ကနေပြီးတော့ World Cup Qualifying ကိုသူတို့ဝင်ဝင်ရအောင်မှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီလက်ရှိ Nation League ဝင်တာအသင်းတွေထဲမှာဆိုလို့ရှင်ဆွီဒင်ကတသိန်းပေါင်ဝင်ဖြစ်တယ်ပေါ့နော်ဆွီဒင်ကိုယ်တိုင်ကဒီ Nation League ကနေပြီးတော့ကဘာဘာစီကိုသူတို့တင်းကဒီ Qualifying ဝင်နိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ပြောမယ်ဆိုလို့ရှင်အဲ့ဒီလမ်းကြောင်းက Sweden အတွက် ဆိုလို့ရှိရင်ပို့ပြီးတော့ခက်ခဲနိုင်တယ်ဗောနော်တရှိအချိန်မှာဒီအဆင့်နှစ်နေရာကိုမျောလင်းပြီးတော့ကစားတာအဆွေတင်တော့ဆိုလို့ရှိရင်ပို့ပြီးတော့မျောလင်းဖို့ပိုကောင်းတယ်ဗောနော်ဒီတစ်ဖက်က Nation League ကနေပြီးတော့သူတို့ကဘာဖလားစီကိုဝင်ဝင်ရဖို့အတွက်မျောလင်းမယ်ဆိုလို့ရှိရင်သူတို့အတင်းအတွက်ကတော်တော်လေးကိုခက်ခဲတဲ့အခြေအနေတစ်ခုမှာရောက်သွားလိမ့်မယ်ဗောနော်ဒီ Nation League ဝင်တာတွေကဒီလက်ရှိကဘာဖလားရဲ့အုပ်စုတွင်မှာဆိုလို့ရှိရင်ဒီကဘာဖလားခြေစပွဲမှာဝင်ကစားနေတဲ့အုပ်စုတွင်ကဒုတိယရတဲ့အသင်းနေနဲ့ရင်းဆိုင်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ ပြောမှဆိုလို့ရှိရင်ဆွီဒင်တက်ကတော်တော်လေးခက်ခဲနိုင်တယ်ဗောနော်အဲ့တော့လက်ရှိအချိန်မှာဆိုလို့ရှိရင်လေဆွီဒင်ကနီးပြအပြောင်းလဲလုပ်ထားတယ်ဒီတော့မတူချက်ကိုသူတို့လက်ဒီလက်ရှိမှာပြန်ပြီးခေါ်ယူခဲ့တာရှိတယ်ဗောနော်အဲ့တော့လက်ကျန်နောက်ပွဲလုံးကိုဆွီဒင်ကအနိုင်ကစားမယ်ဒီတစ်ဖက်ကကိုဆိုဘိုကလည်းဒီသူတို့နောက်ထပ် ကစားမယ်နှစ်ပွဲကကြတော့ဆလိုဗေးနီးယားရဲ့ဆွစ်ဇာလန်ရဲ့ပေါ့နော်အစရှိအသင်းနဲ့တင်းကိုဒီကိုဆိုဘိုကိုတိုင်းကလည်းရှုံးနိုင်ကြီးရှိတယ်ပေါ့နော်ဆွီဒင်အသင်းကိုတိုင်းကကြတော့လည်းလည်းဒီသူတို့ဒီနေ့ကစားမယ်ဆွစ်ဇာလန်ရဲ့ပြီးတော့နောက်ထပ်ဒီဆလိုဗေးနီးယားရဲ့ပေါ့နော်အစရှိအသင်းနဲ့တင်းကို သူအနိုင်ကစားပြီးတော့ဒီအုပ်စုဘီရဲ့အုပ်စုဒုတိယနေအောင်ရဖို့အတွက်ဆိုလို့ရှိရင်လည်းသူတို့အတင်းကမျောလင်းထားလိမ့်မယ်ကျွန်တော်ထင်တယ်ဗျ။အဲ့တော့ဒီဘက်မှာဆွေရင်ဆွစ်ဇာလန်ကိုအနိုင်ရဖို့အတွက်သူတို့ပြင်ဆင်ပြီးတော့ကစားလာလိမ့်မယ်ကျွန်တော်ထင်တယ်ဗျ။အဲ့တော့တကိုးသွင်းတေးနှစ်ကိုးသွင်းမှာကြေးပြအောင်မယ်ဆွစ်ဇာလန်နဲ့ဆိုင်ကျွန်တော်ကဒီဘက်မှာအဝေးကွင်းအတင်းဖြစ်တဲ့ဆွေရင်ကိုပဲရွေးချယ်ပေးခြင်းနဲ့ဗျ။